မြန်မာဒီမိုကရေစီလှုပ်ရှားမှုနဲ့နှွေဦးဒေါ်လိုင်းအပေါ်မှာအမြဲထောက်ခံအားပေးခဲ့ပြီးတော့အမျိုးသားညီညွတ်ရေးဆိုရာ NUG နဲ့လည်းတွဲဆုံဆက်ဆံမှုတွေရှိတဲ့အတိုက်ခံခေါင်းဆောင်လီဂျန်များဟာပြီးခဲ့တဲ့ရက်ပိုင်းမှာတောင်ကိုရီးယားတမရတေအဖြစ်ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။တောင်ကိုရီးယားဟာတချိန်ကအာဏာရှင်ဆဲဥ်ချုပ်ရေးလက်အောက်မှာနေခဲ့ရပြီးလူမှုအုံကြွမှုတွေဖြစ်ခဲ့ရကနေအခုတော့ဒီမိုကရေစီနဲ့စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာခဲ့ပါတယ်။ဇွန်လ၄ရက်နေ့ကတောင်ကိုရီးယားရဲ့ဆလေးဦးမြောက်တမရဖြစ်လာတဲ့လီဂျန်များဟာ ဂျွန်ဂီးပြည်နယ်ရဲ့အုပ်ချုပ်ရေးမှူးဖြစ်တာဝန်ထမ်းဆောင်ချိန်2021ခုနှစ်မှာမြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေးရာဓာတ်ပုံပြပွဲတစ်ခုကိုတက်ရောက်မိန့်ခွန်းပြောခဲ့ပူပြီးတော့ရွေဥတော်လိုင်းအပေါ်ထောက်ခံမှုပြသတဲ့သင်္ကေတတစ်ခုအဖြစ်လက်သုံးချောင်းထောင်ပြီးတော့အလေးပြုခဲ့ပူပါတယ်။အမျိုးသားညီညွတ်ရေးဆိုရာကလည်းကိုရီးယားသမရသစ်ကိုဂုံပြူချောင်းတဝင်လာတဆောင်ပေးပို့ထားပြီးမကြခင်ကာလမှာတောင်ကိုရီးယားသမရသစ်နဲ့မြန်မာအတိုင်းဝိုင်းတွစ်ဆုံမှုရှိနေတယ်လို့ NUG ရဲ့တောင်ကိုရီးယားနိုင်ငံကိုယ်စားလှယ်ဦးရန်နိုင်ထွန်းကမြန်မာနိုင်ငံကိုပြောပါရတယ်။ အန်ယူဂျီကိုစလဲအနေနဲ့တောင်ကိုရီးယားသမ္မတတစ်ကိုဘာရီတောင်းဆိုဖို့ရှိနေပါသလဲသူပြောပြတာကအရင်အချိန်ကာလတုန်းကတော့ကျွန်တော်တို့နဲ့ဂျီမန်ပေါင်းများစွာသူနဲ့ကျွန်တော်တို့ပြည်စုံမှုတွေကျူးလွန်မှုတွေအဲသူဘက်ကနေပြီးတော့ကျွန်တော်တို့ဂျီမန်နူဒေါ်လာရေးအတွက်အပီထောက်ခံမှုတွေကိုကျွန်တော်ရရှိခဲ့ပါတယ်အဲစကားလက်ဆုံးဆွေးနွေးမှုတွေလည်းရှိခဲ့ပါတယ်များမကြာမီအချိန်ပြင်မှာကျွန်တော်တို့အမျိုးသမီးအစိုးရ ုစရေယုံနေနဲ့ကောကိုရီးယားနိုင်ငံမှာရှိနေကြတဲ့မာနိုင်ငံသားတွေအားလုံးနေနဲ့ကောတမကြီးနဲ့ပြည်စုံမဲ့အစီအစဉ်လေးတခုတော့ရှိပါတယ်ခင်ဗျာအများမကြမီခြေပြေမှာဖြစ်လာပါလိမ့်မယ်အဓိကကတော့မြမဒူမူစီရေးဘက်ကိုစဉ်ဆက်မပြတ်အရင်အလိုပဲအားပေးထောက်ခံမှုတွေပြုလုပ်ပေးဖို့အဲနောက်ပြီးတော့ကိုရီးယားနိုင်ငံမှာရှိနေတဲ့ရတဲ့မာနိုင်ငံသားတွေအတွက်အခက်အခဲတွေအဲ့ဒါဗီဇာရေးရကိစ္စရက်တွေလောက်ကရေးရကိစ္စရက်တွေအဆရှိသည့်ဖြစ်မှာ အရင်ရင်လိုပဲဒီမိုကရက်တစ်ပါတီအစိုးရလက်ထက်ကသမ္မတပြည်လိုပဲဆက်လက်ပြီးတော့ကုညီမှုတွေပတ်မှုတွေအားပေးမှုတွေထပ်ပတ်မှုတွေပြုလုပ်ပေးဖို့ဆိုတဲ့အကိစ္စကိုကျွန်တော်တို့အဓိကထားပြီးတော့သူတင်ပြဖို့ရှိပါတယ်ခင်ဗျာတောင်ကိုရီးယားမှာဒီမိုကရက်တစ်ပါတီကအနိုင်ရပြီးသမ္မတဖြစ်လာသူတိုင်းမြန်မာဒီမိုကရေစီရေးမှာတက်တက်ကြွကြွပါဝင်ကူညီလေးရှိကြပါတယ်အခုသမ္မတတေဟာလည်းဒီမိုကရက်တစ်ပါတီကဖြစ်ပြီးအရင်ကမြန်မာအရေးအတွက်ကူညီခဲ့သူဖြစ်တာကြောင့်ကိုရီးယားရောက်မြန်မာတွေကမျှော်လင့်နေကြတာပါ ကိုရီးယားရောက်မြန်မာတွေအတွက်အကူအညီတွေရလာမယ်ပြင်မြန်မာကအာဏာသိမ်းစစ်ကောင်စီကိုစီးပွားရေးပိတ်ဆို့မှုလိုကိစ္စတွေဖြစ်လာဖို့မျှော်လင့်ကြောင်းလဲတောင်ကိုရီးယားနိုင်ငံရောက်မြန်မာဒီမိုကရေစီရစ်တက်ကြွလှုပ်ရှားသူကိုကျော်ဆန်းကပြောပြပါတယ်အာပြီးခဲ့တဲ့ဟို passive ဆွေးချခံနေတဲ့တမတလက်ထက်မှာတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်အဲဆောင်ရွက်ပြရာတွေဟိုနည်းတယ်ပေါ့ဗျာသူကတော့မြူသားရေးအတွက်ကိုဥကြည့်ပြီးတော့ဆောင်ရွက်တဲ့အဲတမတမျိုးဖြစ်တယ်ဒီမိုကရေစီဘက်ကတမတ ြန်တက်လာတာဖြစ်တဲ့အတွက်ဒီမိုကရေစီကိုဦးစားပေးတဲ့တမတက်ဖြစ်တဲ့အတွက်ကျွန်တော်တို့တောင်ကိုရီးယားရောက်မြန်မာတွေအတွက်ကတော့အများကြီးကူညီထောက်ပံ့ဖြစ်မယ်ပေါ့နော်တောင်ကိုရီးယားရောက်မြန်မာတွေအတွက်ပဲမဟုတ်ဘဲနဲ့မြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားတွေအတွက်အထူးသဖြင့်ဒီမိုကရေစီလှူရှားတဲ့သူတွေအတွက်အများကြီးကူညီထောက်ပံ့ဖြစ်မယ်လို့ကျွန်တော်တို့ယုံကြည်မျှော်လင့်ရပါတယ်ခင်ဗျာဒီမိုကရေစီတက်ကြွလှူရှားတဲ့သူသူတွေတို့အကူအညီထောက်ပံ့ညီအများကြီးဖြစ်မယ်လူစုရဲ့တန်ရင်အများကြီးပူနာထောင်မယ်အဲဒီစစ်ကောင်စီကိုစစ်ပွားရေးပိတ်ဆို့မှုကြီးကဏ္ဍမျိုးတွေမှာကျွန်တော်အများအရင်အထက်အများကြီးပူပြီးတော့ အဆင်ပြေချုံးဝေးလိမ့်မယ်လို့ဟိုယုံကြည်မျှော်လင့်ရပါတယ်ဗျာတောင်ကိုရီးယားမှာလက်ရှိချိန်မှာမြန်မာ6000ကျော်ရောက်ရှိနေထိုင်ကြတယ်လို့မြို့သားညီညွတ်ရေးအစိုးရရဲ့တောင်ကိုရီးယားကိုယ်စားလှယ်ရုံးကဆိုပါတယ်ဆန္ဒရှင်စန့်ကျင်ရေးဆန္ဒပြပွဲတွေလမ်းလျှောက်ချီတက်ဆန္ဒပြပွဲတွေမကြာခဏလှုပ်လှည့်ရှိပြီးတော့မြန်မာအများပြားလည်းပူးပေါင်းပါဝင်လေးရှိကြပါတယ် မြမရေးလှူရှားသူတွေကိုတောင်ကိုရီးယားလွှတ်တော်ကလည်းမကြာခဏဖိတ်ခေါ်ဆွေးနွေးလေးရှိပြီးတော့အခုကတော့ပို့ပြီးတော့ထိရောက်မှုရှိလာမယ်နေထားလို့ထင်မြင်ကြောင်းတောင်ကိုရီးယားနိုင်ငံမှာရောက်ရှိခိုးလုံနေပြီးတော့ဆန္ဒပြပွဲတွေမှာပါဝင်နေသူစီရန်ဘူကြီးလင်းထောင်ကလည်းပြောပြပါဗျာ။အာကျွန်တော်တို့ကတော့အခုလုံနေတဲ့ပုံစံ၄တိုင်းပဲကျွန်တော်တို့ကတော့ဆက်ပြီးတော့လှုပ်သွားမှာပဲပေါ့နော်။နောက်ပြီးတော့တက်ဆိုင်ရာကဏ္ဍအသီးသီးကနေပြီးတော့အာကျွန်တော်တို့တောင်ကိုရီးယားအစိုးရကိုကျွန်တော်တို့ ပေးခြင်းတဲ့ message တွေပြောခြင်းတဲ့စကားတွေကိုလည်းဘောနော်ငကူတွေကလှတ်တော်ကနေတဆင့်ကျွန်တော်တို့ပြောလို့ပြောထားရှိပါတယ်အခုကတော့အစိုးရအတွင်းကိုဘောနော် NUG အနေနဲ့ရောတက်ကြွလှုပ်ရှားသူတွေအနေနဲ့ရောပြောခွင့်တွေကတော့ပုံမူရရှိလာမယ်လို့ကတော့ကျွန်တော်တို့ဒီကလှုပ်ရှားသူတွေအနေနဲ့ကတော့ပို့ပြီးတော့မျှော်လင့်ထားပါတယ်နောက်ပြီးတော့ဘောနော်ဒီတောင်ကိုရီးယားရဲ့ဘောနော်ဟိုဒီဟို Mr. Agent မြောက်အစိုးရ အဖွဲ့ချင်းကတော့ကျွန်တော်တို့တော်လှန်ရေးပေါ့100%တက်ရောက်မှုမရှိပေမဲ့ထိုက်တန်းတလောက်ပါစံတွေတခုကိုကျွန်တော်တို့ရရှိနိုင်မယ်လို့တော့မျှော်လင့်တယ်။နောက်ပြီးတော့ရခိုင်အစိုးရထက်ပုံမှုအကောင်းမွန်တဲ့ပေါ့နော်ဟိုအားပေးကူညီထောက်ခံမှုတွေကိုအာကျွန်တော်တို့တင်းတင်းကြပ်ကြပ်ပို့လုံနိုင်မယ်လို့တော့ကျွန်တော်တို့မျှော်လင့်ထားပါတယ်ဗျ။ပြီးခဲ့တဲ့2024နှစ်ကုန်ပိုင်းကတမရဟောင်းယွဆူရောကနိုင်ပိုင်းသာကြာခဲ့တဲ့ဆေးဥချုပ်ရေးဥပဒေကြေညာခဲ့တာကြောင့် နိုင်ငံတွင်းမှာဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီးဂျာရုကနေဖယ်ရှားခံကအစိုးရတပ်တန်းမပြီးဆုံးမီရေကောက်ပွဲထပ်မံကျင်းပခဲ့ရပြီးတော့လီဂျန်မြောင်ဟာသမရသည့်ဖြစ်လာခဲ့တာပါတောင်ကိုရီးယားသမရသည့်လီဂျန်မြောင်ဟာအမျိုးသားညီညွတ်ရေးအစိုးရရဲ့ဝင်ကြီးတွေဖြစ်တဲ့ဒေါ်စင်မအောင်နဲ့ဦးတင်ထွန်းနိုင်တို့ကိုလည်းပြီးခဲ့တဲ့2024ခုနှစ်ကဂွမ်ဂျူးမြို့မှာတွေ့ဆုံခဲ့ပူပါတယ်တောင်ကိုရီးယားသမရသည့်အစိုးရလက်ထက်မှာအမျိုးသားညီညွတ်ရေးအစိုးရ NGO ကိုတရားဝင်အစိုးရဖြစ်သတ်မှတ်ပေးဖို့နဲ့ မြန်မာဒီမိုကရေစီရေချိုးပန့်မှုတွေအတွက်ဆက်လက်ရည်တည်မယ်လို့ယုံကြည်တဲ့အကြောင်း NUG ရဲ့ယာယီသမ္မတဒူဝါလာရှိလာကလည်းတဝင်လာပေးပို့ပြီးတောင်းဆိုထားပါတယ်ခင်ဗျာ미얀마의봄을응원합니다.